ဘိုက်ဆရာတွေတိုက်တူးရာကနေအမားဖြစ်ပြီးတိုက်နာမရွေလောင်းလေကြီးထိုးခွင်းသွားတဲ့လေခွင်းတောင်ချစ်တဲ့သူနဲ့မပေါင်းဖဲရပဲတောင်စောင်းနဲ့သမီးများဖြစ်သွားကြတဲ့မယ်ဖြူနဲ့မယ်ညိုပထမမြန်မာနိုင်ငံကိုစတင်တည်ထောင်ခဲ့တဲ့အနော်ထမင်းလက်ထက်မှာပထဝီနိုင်ငံကြီးဘာသာရေးနဲ့မိယိုးဗလာကိုကိုွယ်ယုံကြည်မှုများပေါ်ထွန်းလာသလို ိပ်ပန်နေအရာဖြည့်ရှင်းလို့မရတဲ့ဒဏ္ဍာရီဆန်းဆန်းအဖြစ်ပြက်များစွာလဲပေါ်ပေါက်လာခဲ့ပါရဲ့အဲ့ဒီအထဲမှာမန္တလေးတိုင်းဒေသကြီးရမဲတင်းခရိုင်ပြင်မနာမြို့နယ်ကြည်တောင်ရွာအနီးမှာတည်ရှိတဲ့လေခွင်းတောင်သမိုင်းလဲပကံခိကတဲ့ကစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးဂမ်ဘီယာဇန်နဲ့ဖိအားမှုများစွာနဲ့ပြည်내နေတဲ့တောင်လဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ ထူးစားတဲ့ဂမ္ဘီယာဖြစ်စဉ်များပြည့်နှက်နေတဲ့ရွေလောင်းလေကြီးထိုးခွင်းသွားတဲ့လေခွင်းတောင်သမိုင်းနဲ့ချစ်တဲ့သူနဲ့မပေါင်းဖဲရပဲတောင်စောင်းနဲ့သမီးများဖြစ်သွားကြတဲ့မဲဖြူနဲ့မဲညိုတို့ရဲ့နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိုက်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဆေးရိုင်းဆေးရိုင်းလာနေပြီပြေးကြဟေးပြေးကြ မနာမှုခိုးကြီးရှင့်ယူမနေနဲ့ရှင့်ကိုတစ်ဆက်မှကြည့်လို့မရဘူးတက်လာဒီကြိုပြုတ်ပေးပါအရမ်းပူရဲအုံကြောက်မိတ်ရချွေလောင်းလေပေါ်လာခန်းကျွန်တော်ကတော့ဇန်လီပဲဖြစ်ပါတယ်တိုးတက်နေတဲ့ဆိုရှယ်မီဒီယာခေတ်ကြီးမှာလက်ကြီးမင်းတို့ရဲ့လုပ်ငန်းများကိုအချိန်တို့အတွင်းဘီလီယံနဲ့ချီအောင်လူသိများဖို့ကူညီပေးနေပါပြီနော် AI ကြော်ညာလား professional ကြော်ညာလားလူကြီးမင်းတို့စိတ်တိုင်းကြဘေးနှုံးချိုသားစွာဆောင်ရွက်ပေးနေပါပြီရှင်။ဒါကြောင့်လူကြီးမင်းတို့ယင်းနှံ့မြုံနှံမှုလုပ်ငန်းများအတွက်ကြော်ညာလိုပါကကျမတို့ MT ကြော်ညာလုပ်ငန်းမှာလာရောက်ဆက်သွယ်နိုင်ပါပြီနော်။ပကံခေအနော်ရထမင်းလက်ထက်ပေါလာမီရဲ့အရှိတ်ဒေတာမှာ စင်ဖြူ၃စီးတောင်းကြနေပါရဲ့။ နောင်ကြီးတို့စင်ရိုင်းစင်ရိုင်းလာနေပြီပြေးကြဟေးဟေးပြေးကြကြွားတယ်မဝင်စေနဲ့ဒီတဲ့ရင်ကိုအနှောင်းထားပြင်ကြားသိသွားပြီးအဲ့ဒီစင်ဖြူ၃စီးကိုဖမ်းဆီးဖို့အတွက်ရဲတီဟာနဲ့ရဲဒိဗ္ဗဆိုတဲ့စစ်တီညီနောင်နှုတ်ကိုဈေးလွတ်တော်မူပါရယ်ပကံစစ်တီညီနောင်နှုတ်ကပြင်မနာမျိုးအရှိတ်ပဲကြီတော်ရွာကို ရောက်ရှိလာကြပြီးစင်ဖြူတွေကိုနှိမ်နှင်းရာ ဇင်ဖြူတွေက အနေနာရှိတောင်တောင်အောက်ကဂူကြီးထဲပြေးဝင်သွားကြပြီးထူးဆန်းစွာပျောက်ကွယ်သွားပါတယ်စစ်တီညီနောင်နှစ်ဦးလဲအဲ့ဒီဂူကြီးထဲဝင်သွားကြပေမဲ့ဇင်ဖြူ၃စီးရဲ့အစာနာလေးကိုတောင်မတွေ့ရှိခဲ့ပါဘူးဒါကြောင့်ဇင်ဖြူ၃စီးဝင်ရောက်ပျောက်ကွယ်သွားတဲ့တောင်ကိုဇင်ဖြူတောင်လို့ယနေ့တိုင်ခေါ်သွင်းကြပါတယ် ဲ့ဒီကြည်တောင်ရွာမှာ နေထိုင်ကြတဲ့ဥဖြိုးဒေါ်မေတာတို့မှာတိုက်နှမ်းရှင်တွေ လူပြန်ဝင်စားကြတဲ့မဲဖြူနဲ့မဲညူဆိုတဲ့တမီနှစ်ယောက်ရှိနေပါတယ်။ပကန်စစ်တီရဲတီဟာနဲ့ရဲဒိဗညီနောင်တို့ကအဲ့ဒီကြည်တောင်ရွာထဲရောက်ရှိနေချိန်မှာမဲဖြူနဲ့မဲညူညီမနှစ်ဦးနဲ့တွေ့ဆုံကြပြီးမြေတံမြားခဲ့ကြပါတယ်။ ဒါပေမဲ့ပကံစစ်တီညီနောင်နှုတ်ကဗရီအမိုက်အယနေပြီးတော့ထန်းပြန်လာကြဖို့စိတ်ခေါ်တဲ့အခါသူတို့ချစ်သူတွေကိုနောက်၃လကြာရင်ကြည်တောင်ရွာစီပြန်လာပြီးလက်ထပ်ထဲမြပါမယ်လို့ကတိတွေအတီးတီးပေးကြပြီးပကံပြည်သူပြန်သွားကြပါရယ်စိတ်ချပါမယ်ဗျူနောက်၃လပြည့်ရင်မောင်တော်ပြန်လာပြီးမယ်ဖြူကိုလက်ထပ်ထဲမြပါမယ်မောင်တော်ကတိပေးပါရယ်နော် အဲ့ဒီဂျီတောင်ရွာနဲ့အနီးအနားဒေသစီတိုက်သူဖို့ရောက်လာတဲ့တိုက်စရာဦးကံဝဆိုသူဟာယဟန်အတူအတွင်ရောင်းဆောင်ပြီးတပည့်ဖြစ်သူမောင်ကျော်ဖားနဲ့အတူရောက်ရှိလာကြပါရဲ့ဒီလိုနဲ့တနေ့မှာတိုက်သူဖို့တိုက်တဆိတ်ကြံစီနေတဲ့ဦးကံဝဆိုတဲ့ယဟန်အတူကတပည့်ဖြစ်သူကိုခေါ်ပြီးဂျီတောင်ရွာထိပ်ကဘလူးမယောက်ကို ဂါထာမန္တန်တွေမမောက်ထားတဲ့ချီမန်းကျိုးနဲ့ဘလူးမယောက်ရဲ့လေဘေးမှာစွတ်ထားလိုက်ပါရင်မောင်ကျော်ပါချီမန်းကျိုးနဲ့ဘလူးယောက်ကိုစွတ်လိုက်စမ်းအဲ့ဒီနောက်မှာတော့တိုက်ဆရာရဲ့ဂါထာမန္တန်အစွမ်းကြောင့်ကျွဲယောက်ကြီးပေါ်လာစေပြီးအဲ့ဒီကျွဲယောက်ကြီးကိုလည်းနောက်ထပ်ချီမန်းကျိုးစွတ်ပေးကာတပည့်ဖြစ်သူကိုစေးကြိမ်တုံးနဲ့ရွယ်ခိုင်းစေပြီး မရိုက်ဖို့မှာကြားထားပါတယ် ကြောက်တိုက်စရာရဲ့အမိတ်ရခြေကျွဲကြီးပေါ်လာတယ်။တဆက်ထဲမှာတိုက်စာမှာပါတဲ့အတိုင်းရွှေသားအတိပြီးတဲ့ရွှေလောင်းလေတစ်စင်းပေါ်လာဖို့အတွက်တိုက်စရာကအစွမ်းထက်ဂါထာမန္တန်တွေရုပ်ဆိုနေကြမှာပဲရွှေသားအတိပြီးတဲ့တိုက်နန်းရှင်တို့ရဲ့ရွှေလောင်းလေတစ်စင်းထူးဆန်းစွာပေါ်လာပါတယ်။အုံကြောက်အမိတ်ရရွှေလောင်းလေပေါ်လာစမ်း ဒီကျိုးကိုဖြောက်ပေးပါအရန်ပူတယ်ပူလောင်တဲ့ကြီးမန်းကျိုးစွတ်ခံထားရတဲ့ကြောက်ဘလူးမရုပ်ထုဟာထူးဆန်းစွာအသက်ဝင်လာပြီးအနည်းရှိလေယာလောက်ကိုင်းနေကြတဲ့မဲဖြူနဲ့မဲညိုတို့ရဲ့မိဘတွေကိုကြီးမန်းကျိုးဖြောက်ပေးဖို့အော်ဟစ်အကူအညီတောင်းလာပါတယ် တည့်ချိန်မှာလေသမားဇနီးမောင်နှံလဲကြောက်ကြောက်နဲ့အေးဆုပ်ပြီးဘလူးမလေဘေးမကြီးမန်းကျိုးကိုဖြုတ်ပေးလိုက်တဲ့အတွက်အဲ့ဒီကျေးဇူးတရားတွေအတွက်ဘလူးမပိုင်စင်သမျှရွှေငွေများကိုဥဖြို့ဒေါ်မေတာတို့ထံအကုန်ပေးအပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်အတင်တို့ကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီတပ်ပင်အောက်ကရွှေငွေအားလုံးကိုအတင်တို့အတွက်အကုန်ပြသွားပါငါတို့ချမ်းသာပြီငါတို့ချမ်းသာပြီ ဒီချိန်မှာတန်းစရာရှိရာကိုဘလူးမရောက်ရှိလာတဲ့အတွက်တပည့်ဖြစ်သူကကြောက်စိတ်နဲ့ကြွဲရုပ်ကြီးကိုစီးချိန်တုံနဲ့ရိုက်လိုက်ရာကြွဲကြီးကရေတဲကိုငေါ့ရှူပျောက်ကွယ်သွားတဲ့အပြင်တိုက်နန်းရှင်တို့ရဲ့ရွှေလောင်းလေကြီးလဲအရှိပဲအရက်စီအလိုလျောက်ထွက်ခွာသွားပြီးကြီးမာတဲ့ကြောက်တောင်ကြီးတစ်လုံးကိုအချိန်နဲ့ထိုးခွင်းတိုက်လိုက်ရာရွှေလောင်းလေကြီးလဲပျက်စီးပျောက်ကွယ်သွားပါတယ်ဘလူးကြီးဘလူးကြီးဟိုင်းဘလူးကြီးလာနေပြီ ဒီလိုအစီအမအမှားတွေရောက်ပဲတိုက်စရာတပည့်နှစ်ယောက်လည်းဝိညာဉ်နှုတ်ခံရပြီးတေဆုံသွားခဲ့ရပါတယ်။ကျွေလောင်းလေကြီးထိုးခွင်းသွားတဲ့ကြောက်တောင်ကြီးကဖြောက်တန်းစွာပိုင်ဖြတ်ထားသလိုအကျဲ၃ပေအမြင့်25ပေအလျားပေ40နဲ့ယနေ့အထိအထင်အရှားရှိနေကြောင်းဆိုကြပါတယ်။ကျွေလောင်းလေကြီး ထိုးခွင်းသွားတာကိုအစွဲပြုတ်ပြီးအဲ့ဒီတောင်ကိုလေခွင်းတောင်လို့ဒီနေ့တိုင်ခေါ်သွင်းလာကြပါတယ်။ဘလူးမစီကနေရရှိထားတဲ့ရွှေငွေရတနာများကြောင့်ဥဖြိုတော်မဲသားတို့ကကြီးပွားချမ်းသာလာကြပြီးကြီးတောင်ရွာအနောက်ဘက်မှာ ရှင်မင်းတောက်ဖြိုးဆိုတဲ့ဘုရားတစုတည်ထားကိုးကွယ်ပါတယ်။ဒါအပြင် အမဖြစ်သူမဲဖြူကစင်ဖြူတောင်ပေါ်မှာဘုရားတည်ဖို့ရည်ရွယ်ထားသလို မြမဖြစ်တဲ့မယ်ညိုကလည်းလှေခွင်းတောင်ပေါ်မှာဖျားတီးဖို့စိတ်ကူးထားကြပေမဲ့သူတို့ရဲ့အခြေအူများဖြစ်ကြတဲ့ပကံစစ်တီရဲတီဟာနဲ့ရဲဒိဘာတို့ကိုအတီအတီဆောင်မြော်နေကြပါရဲ့ဒါပေမဲ့မျောလိထားသလိုမဖြစ်လာကြဘဲအဲ့ဒီကြည်တောင်ရွာစီကိုရှမ်းစော်ဘွားတို့ရောက်ရှိလာပြီး မဲဖြူနဲ့မဲညိုကိုလူချင်းတတ်မှတ်တဲ့စိတ်နဲ့အချိန်တိုင်းအနှောင့်အယှက်ပြုလာပါ रे နင်တို့နှစ်ယောက်ကိုအကိုကြီးချစ်လို့ရလားဒီမှာနာဘူးအဖိုးကြီးရှင်ယူးမနေနဲ့ရှင်ကိုတဆက်မှကြည်လို့မရဘူးတက်လာဒါကြောင့်ပဲမဲဖြူနဲ့မဲညိုတို့ကအချားရွာငယ်စီမှာစင်ရသားအသွေးနဲ့တိတ်တဆိတ်နေထိုင်ရပါတယ်။ဒီနေ့မှာ ပဂန်စီတီရဲတီဟာနဲ့ရေဒိပါတို့ကြီးတောင်ရွာစီပြန်လဲရောက်ရှိလာကြပြီးမဲဖြူနဲ့မဲညိုတို့ရဲ့တရင်ကိုကြားသိရတဲ့အတွက်ဒေါ်သာထွက်ကဇော်ဘွားကြီးနေတဲ့အိမ်သို့ရောက်ရှိသွားချိန်မှာဇော်ဘွားကြီးရဲ့တပည့်များနဲ့တိုက်ခိုက်ရပါတယ်သူတို့ချစ်သူတွေကြီးတောင်ရွာစီပြန်လဲရောက်ရှိနေကြောင်းကြားသိရတဲ့မဲဖြူနဲ့မဲညိုတို့လည်းအပြေးပြန်လာပြီး တိုက်ပွဲဖြစ်နေတဲ့ဇော်ဘွားကြီးနေတဲ့အဲအယောက်မှာရန်သူများပြစ်လွှတ်လိုက်တဲ့မြားတံတွေထိမှန်ပြီးမဲဖြူနဲ့မဲညို့ခမဝမ်းနေစွာတည်ဆုံသွားကြရပါရဲ့။ဒါကြောင့်တမလုံဘွားတို့ရောက်ရှိသွားတဲ့မဲဖြူဟာသူမရဲ့စိတ်အစွဲလန်းကြောင့်ဆင်ဖြူတောင်ကိုစောက်လျှောက်တဲ့တောင်စုံနဲ့တမီဖြစ်လာပြီးမဲညို့ကလည်းလေခွင်းတောင်ကိုစောက်လျှောက်တဲ့တောင်စုံနဲ့အတီးတီးဖြစ်လာကြပါရဲ့။ လေခွင်းတောင်လို့အမည်တွင်စေတဲ့နောက်ထပ်မူဝက်အကြောင်းအရာတစ်ခုကအဲ့ဒီဒေတာရဲ့လေဒုတိုက်ခတ်မှုနှုန်းဟာစောင်းရသည်မှာအခြားဒေတာများထက်လေတိုက်နှုန်းကျန်းတဲ့အတွက်အက်ကွဲစားရှိနေတဲ့ကြောက်တုံးကြီးလဲတဖြည်းဖြည်းနဲ့ပုံမူကွဲရှာလာပြီးအရင်ကလေခွင်းတောင်လို့ခေါ်ဆိုရာကနေယခုလေခွင်းတောင်အဖြစ်ပြောင်းလဲခေါ်သွင်းလာခြင်းဖြစ်ကြောင်းလဲဆိုကြပါရဲ့ဒီသမိုင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုတွေ ဘယ်လိုထင်မြင်ကြပါသလဲခေါမဲမှာဝင်ရောက်မှတ်ချက်ပေးသွားနိုင်ပါကြောင်းဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်